လသမဂအရေးပေါ်ကေစီဆရာညီနိုင်ရင်မူတောင်းဖလက်ရှာဟာမန္တလေးနဲ့နေပြည်တော်ကငလင်းဘေးတန်တဲ့ပြည်သူတွေနဲ့တည်ဆုံခဲ့တယ်လို့ UN OCHA မြန်မာကထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံငလင်းတန်ကိုတတိရှိရှိဥဆောင်ဆော်ရွက်ခဲ့ကြတဲ့ရှစ်တန်ကလူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်းတောင်းဖလက်ရှာကသူ့ရဲ့ Twitter စာမျက်နှာမှာရေးသားခဲ့ပါတယ်လူမှုဂရုဏာဝန်ထမ်းတွေဟာပြည်သူတွေကိုအကူအညီပေးနိုင်ကြပြီမဲ့လည်း ဒီထက်အများကြီးလှုပ်ဖို့လိုနေသေးတဲ့အကြောင်း Don Fletcher ကပြောဆိုခဲ့တယ်လို့ UN OSHA မြန်မာကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာလက်တလောဖြစ်ပေါ်ခဲ့တဲ့ငလျင်ဘေးအန္တရာယ်အကြောင်းမြန်မာနိုင်ငံကမျိုးနေ60နီးပါးမှာနေထိုင်နေကြတဲ့လူဦးရေ18တန်းလောက်ဟာထိခိုက်ခဲ့တယ်လို့ UN OSHA မြန်မာကခန့်မှန်းထားပါတယ်ခင်ဗျာ။ and remember